ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မိရွှေစကလေးမလေးနဲ့သတို့သမီးဝတ်ဆောင်ရန်ပူတော်ရဲ့မိပိုင်းရှင်အောင်ကြီးကရဲ့သမီးဖြစ်သူအေးကအရန်ကိုထမ်းမြတ်တဲ့သူတစ်ယောက်ပဲဖြစ်ပါ යි ။ အဲ့ဒါကြောင့်ကျင်းငတ်တွေရဲ့အရှိမသူကမာနာကြီးစွာနဲ့နေထိုင်တာပေါ့အဲ့ဒီကျင်းငတ်တွေထဲမှာမှမိရွှေလို့ခေါ်တဲ့စာကလေးမလေးတကောင်ရှိပါတယ်အဲ့ဒီမိရွှေစာကလေးမလေးကအောင်ကြီးကရဲ့လဲထဲမှာအလုံးလောက်ကင်တဲ့ဒေါ်ဝင်ဝါရဲ့သမီးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်လဲအေးကြီးကမက မိရွှေစာကလေးမကိုသူ့ရဲ့အစီကံတယောက်လို့သဘောထားပြီးအချိန်တိုင်းအမိတ်ပေးနေပါတယ်တေချာကြည့်နော်ငါရဲ့တောက်ဖက်နယ်လေးကိုနှစ်သိမ့်ပေးပြီးဝဲထားတာဒီလိုတောက်ဖက်နယ်မျိုးအရင်ကမြင်ဘူးလို့လားတခါမှမမြင်ဘူးဘူး အေးအေးနေရတော့ဖနက်ကအရင်အောင်လှတာပဲဟုတ်တယ်အေးအေးနေရတော့ဖနက်လေးကတော်တော်လေးကိုလှတယ်ကြည့်ပါဦးဘလို့တော့တောက်ပနေလိုက်တယ်လဲနော်အေးအေးနေရတော့ဖနက်ကိုငါရဲ့အတောင်ပံနဲ့တစ်ခါတော့ထိကြည့်လို့ရမလားငါတစ်ခါမှဒီလောက်လိုက်တော့ဖနက်ကိုမတွေ့ဘူးလို့ပါဘလို့လို့တွေ့ဘူးမှလည်းနေတော့အရင်အောင်ဆင်းရတာငါရဲ့ပစ္စည်းတွေကိုနင်တို့ပြလို့ပဲဒီလောက်ထိတံမိုးကြီးရဲ့ပစ္စည်းတွေကိုနင်တို့မြင်ဘူးနေရမဟုတ်ရင်အိမ်မက်ထဲမှာတော့မြင်ဘူးနိုင်မှာမဟုတ်ဘူး အဲ့နောက်မှာတော့သူတို့အားလုံးကအဲ့နေရာနေထွက်သွားလိုက်ကြပါဟောတယ်။တွေ့လာမိရွှေအေးရအရောက်တကူကောင်းဆန်းနေ။သူကငါတို့လောင်ပြောင်မှုပဲတည်ရ။ဘာမှမဖြစ်ပါဘူး။သူတို့မှာပတ်စံရှိရလေ။အဲ့ဒါကြောင့်တကူကောင်းဆန်းနိုင်တာပေါ့။အဲ့လိုပြောပြီးရဲ့နောက်မှာတော့ဂျင်းငတ်တွေအားလုံးကကိုစီကိုစီအဲ့ကိုပြန်သွားလိုက်ကြပါဟောတယ်။နောက်တနေ့မနက်ရောက်တော့အေးကမိရွှေငါနေုံခေါ်နေရကြားလာနေပြီ။ဘာလို့မလာလဲ။ငါရဲ့ဘဲကိုကင်ပြီးအောင် ငါကြီးသွားမလို့ငါအတွက်ငကလကပေါန်နာနဲ့အချားလိုတဲ့ပစ္စည်းတွေအများကြီးဝယ်ကြရှိရဲ့အခုလားဒါပေမဲ့အခုငါရိုဒီလုံးရအောင်မခဏနေမှသွားကြမလားမရပါဘူးခဏနေမှမသွားနိုင်ဘူးအခုချက်ချင်းပဲသွားမှာငါစီမှာအချိန်မရှိဘူးပြီးတော့ငါ့ကိုညင်းမမလုံးနဲ့နော်မဟုတ်ရင် နေလဲတည်ရပဲငါဒေါသထွက်သွားလိမ့်မယ်အဲ့ခါကျငါအဖေကိုခေါ်လိုက်မှာအဖေရဲ့အကြောင်းကိုနေလဲကောင်းကောင်းကြည့်တည်ရပဲဟာ ငါသာစိတ်ဆိုးသွားရင်အဖေကနေနို့ပေါ့တော်တော်လေးဒေါသထွက်သွားမှာတမီလေးမိရွှေအမေပဲရိုတီလုံးလိုက်ပါတော့မယ်တမီကတမီလေးအေးအေးနဲ့အတူဈေးလိုက်သွားလိုက်နော်အလကားတသက်မြေပိုင်ရှင်ကအမေတို့ပေါ့စိတ်ဆိုးသွားမှာမမေမလို့ချင်ပါဘူးဒါပေမဲ့အမေအမေလည်းခုနမှစိုက်ခင်းနေရနေအလောက်လောက်ပြီးပြန်လာလေအမေပင်မန်းလောက်မှာပေါ့ဘာမှမဖြစ်ပါဘူးတမီရဲ့တမီလည်းသူ့ကြောင့်ကောင်းကောင်းသိရတာနဲ့ တကယ်လို့သူသားတမီးရဲ့အကြောင်းမြေပိုင်ရှင်ပြောပြလိုက်မြေပိုင်ရှင်ကအမိအပေါ်ပဲဒေါသတွေအကုန်ပုံချပြက်မှာကောင်းပါပြီအမေတမီးအမြန်ဆုံးပြန်လာဖို့ကြိုးစားပါမယ်အလုပ်တွေအများကြီးမလုပ်နဲ့နော်နနနေ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 ာ်မေအေးကြီးကမကအဲ့လိုမျိုးအမြဲတမ်းမင်းမိရွှေစားကလေးမောင်နှိမ့်ဆက်လေးရှိပါရင်မိရွှေစားကလေးမလေးအမြဲတမ်းမငင်းဆန်နိုင်မင်းလိုက်ရောပြရတာကြောင့်အေးကြီးကမကအချိန်တိုင်းမှာအခွင့်ကောင်းရှင်နေပါရင်အေးကြီး ဈေးကိုရောက်တာလဲကြာနေပြီအိမ်ပြန်ကြတော့မလားအိမ်မှာအမေကစောင့်နေလောက်မှာခုနမှဈေးကိုလာပဲရှိသေးတယ်ငါဟိုရှိစာနေငကဝယ်မလို့အခုဤဒီငကဘလောက်ကြာလဲရင်တစုံ20ဒီလိုလို့ကိုဒါလီရောဟွာရောဟိုနာဟာလီရောဒါရီအားလုံးထုတ်ပေးလိုက် ကြည့်ပါဦးမိရွှေဒီငကကငါနေလိုက်ရဲ့လားအရောက်လာတာပဲအေးအဲ့ငကလေးယူလိုက်နေနဲ့အရောက်လိုက်တယ် အဲ့ဒါတော့ဟုတ်တာပေါ့ပြောချင်တော့မလို့မြေပိုင်ရှိတဲ့တမီပဲဟာအရာအလုံးကငါနဲ့ဆိုအရင်အောင်လိုက်ဖက်တာနင်းသိရဲ့လားအဖေကငါမိငါစာအတွက်အများကြီးစီစဉ်ထားတာမိငါဆောင်ပြောတော့တတိယအောင်ရသွားပြီမနေ့ပြန်ကြရင်ကောင်းလေးဘက်ကမိသားစုတွေကငါ့ကိုကြည့်ဖို့လာမှလေ။ "तू ကလည်းအခြားတော်ရဲ့မြေပိုင်ရှင်ရဲ့တူဦးတီတော်သားပဲ။သိရဲ့လား။အဲ့ကောင်းလေးကအရင်အောင်ချမ်းသာတာ။ငါအဲ့ဒီအိမ်မှာဘယင်မတစ်ယောက်နေနေရမှာလို့အဖေကပြောတယ်။" ဒါနဲ့ငါနောက်တစ်ခုပြောပြရအောင်မလား။ဘာဖြစ်လို့များနင့်ကိုငါဒါတွေပြောပြနေမယ်မသိပါဘူး။နင်ကငါ့အိမ်မှာအလုံးလုံးတဲ့အစီခဲသမီးတယောက်ပဲ哦။အဲ့ဒါကြောင့်လဲငါပြောပြတာကိုနားလည်လောက်မင်းမထင်ပါဘူး။ဘာလို့ဆိုနင်လည်းသိရပဲဟာ။နင်ကနေ့လိုမျိုးအစင်တန်းရှိရဲ့လေသမားတယောက်နဲ့ပဲအိမ်ကပြုတ်ရလောက်ပါလိ။ဒါပေမဲ့ငါမှာတော့အကြံတစ်ခုတော့ရှိရဲ့။နောက်ပြန်ကြရင်ငါရဲ့မိင်္ဂလာဆောင်အတီးဖြစ်သွားရင်ငါရဲ့အမျိုးသားလောက်ကိုငါပြောပြမယ် ူးစီမှာလူကောင်းလို့တမားတယောက်ရှိရဲဆိုရင်အဲ့ကောင်လေးနဲ့မင်းကိုအိမ်တော်ပြုတ်ခိုင်းလိုက်မယ်လေအဲ့လိုဆိုရင်နင်လည်းအလုပ်ရှာစရာမလိုတော့ဘူးပေါ့နေရအေးစစ်စစ်နေရယောက်ျားနဲ့အတူငါတို့စီမှာအလုပ်လုပ်ပေါ့မိရွှေအစားကလေးမကဘာမှပြန်မပြောဘဲတိတ်တိတ်လေးပဲနေနေပါအောင်ရင်ဘာလို့လဲဆိုတော့သူကအေးကြီးကမ်းမစိတ်ထောင်းတိနေရဆောင်ပါအဲ့နောက်မှာတော့အေးကြီးကမ်းမလေးရဲ့မိင်္ဂလာဆောင်က အကြီးဖြစ်သွားပါအောင်ရင်အေးကြီးကမ်းမလေးကမိင်္ဂလာဆောင်ဖို့အတွက် ပြင်ဆင်မှုတွေထဲမှာစိတ်နေလိုက်တော့တာပေါ့အဲဒီနောက်မှာတော့ AEG ကမ်းမလေးကမင်္ဂလာစာဥပစာဝေဖို့အတွက်မတ်ရွှေစာကလေးမကိုခေါ်ပြီးတော့ဈေးကိုထွက်လာပါတယ်အကိုကြီးဈေးကြီးတကဈေးကြီးဆုံးသူတို့သမီးဝတ်ဆောင်ပြပေးပါလားညမမင်္ဂလာဆောင်တဲ့အချိန်မှာမင်္ဂလာပွဲကိုလာရင်ကျင်းငတ်တန်ရအကြည့်မခွာနာဖြစ်သွားတဲ့အထိလှပကြံလို့ပါညမကြီးဒီဆိုင်ရဲ့အသေးကြီးဆုံးဝတ်ဆောင်က3သိန်းတန်ရှိမယ်။ဒီဝတ်ဆောင်လေးကအရောက်လှတာပဲ ဒီဝိဆောင်လေးနဲ့ဆိုမြမတော်တော်လေးကိုလှနေရောမှာဒါပေမဲ့အခုလောလောဆယ်တော့ဝိဆောင်ဆန်းဝင်းကြည့်ဖို့အတွက်အရာမရှိတော့ဒီလိုလို့မိရွှေနေငါ့ကိုဒီဝိဆောင်လေးဝေ့ပြပါလားလှရင်ငါဒီဝိဆောင်ဝဲလိုက်မယ်ဒါပေမဲ့ငါငါဘလို့လုပ်ပြီးဝင့်နိုင်မှာလဲဒါကနေ့ရဲ့သူတို့သမီးဝိဆောင်လေးငါရဲ့သူတို့သမီးဝိဆောင်မှန်ငါသိပါတယ်ဘလို့ဝဲပြပြနေ့လိုစင်းရဲတဲ့သူတယောက်နဲ့တော့ နေ့လို့စီးရတဲ့သူတယောက်ရဲ့တော့သူတို့တမီဝစ်ဆောင်လည်းဖြစ်နိုင်အောင်လေနေ့ရောဝေဖူးတယ်ရှိအောင်ငါအခွင့်အရေးပေးလိုက်တာငါပြောတာအောင်နေရာလိုက်လို့ပေးရမှာလေအိမ်ုံလည်းပြန်သွားရအောင်မင်းအလုပ်တွေလည်းအများကြီးကြံနေသေးမြ мян လောက်ပါတော့ကွာမိရွှေကမြ мян လေးသွားပြီးတော့သူတို့တမီဝစ်ဆောင်ဝစ်လိုက်ပါအောင်ရယ်အဲဒီနောက်မှာတော့မိရွှေရဲ့အကြီးကတောင်သားမှာထထားတဲ့အိတ်စီကိုရှောက်သွားပါအောင်ရယ်အင်းချိန်မှာပဲအဲ့နေရာကိုအမျိုးသမီးတစ်ယောက်ကရှောက်လာပါ ਔ ရယ်အန်တီရေ ကြည့်ရတာအဟိုအိတ်ကအနှစ်ရဲ့အိတ်ဖြစ်လာမယ်မိကြံခဲ့ရထင်နေဟုတ်သားပဲဒါအနှစ်ရဲ့အိတ်လေကျေးဇူးပါနော်အသက်ကြီးလာနေများအရောက်မီးတက်လာတယ်အနှစ်ရဲ့ရွှေမကြီးကအနှစ်ကို အတင်းအထမအနှစ်ကိုခေါ်လာခဲ့တာအနှစ်ရဲ့ရွှေမကြီးကအနှစ်ကိုအတင်းအထမအပြင်ကိုခေါ်လာခဲ့တာ မဟုတ်ရင်အနှစ်ကအပြင်ထွက်တောင်းထွက်တာမဟုတ်ဘူးတမီးရဲ့နမယာဘယ်လိုခေါ်လဲတမီးရဲ့နမေကမိရွှေပါအနှစ်တမီးကသူတို့တမီးဝစ်ဆောင်လာဝရပါ့လေ ဒီဝိဆောင်ကတမီးနဲ့တတော်လေးကိုလိုက်ဖက်တယ်။မဟုတ်ပါအန်ဒီဒါကတမီးရဲ့သူ့တမီးဝိဆောင်မဟုတ်ပါဘူး။တကယ်တော့တမီးတို့ရဲ့မြေပိုင်ရှင်တမီးကမိင်္ဂလာဆောင်တော့မှလေ။အဲ့ဒါကြောင့်သူနဲ့တူဝိဆောင်လာခဲ့ရပါ။သူကနည်းနည်းပင်မနေအောင်ဝိဆောင်စမ်းမဝင်ချင်တာနဲ့တမီးကိုဝင်ကြည့်ခိုင်းဖို့သူကပြောလို့လေ။အဲ့ဒါကြောင့်နဲ့သူ့ကိုဝေးပြမလို့လုံနေရဲ့အထင်ပါပဲ။အန်ဒီရဲ့အိတ်ကိုတွေ့သွားတာပါ။ဒါနဲ့တမီးကဘယ်တော့ ਆ လဲ။တမီးကရန်ပူတော့ ਆ နေလာခဲ့ရပါ။ ရမ်ဘူတော့လားအန်ဒီကအိတ်တော့အမီးပိုင်းရှင်နဲ့ရင်းနေရဲ့လေဒါမှတော့တမီနဲ့တွေ့ခွင့်ရတာအယောင်ဝမ်းသာမိပါတယ်အဲ့ဒီချိန်မှာအေဂျီကမ်မာလီကဒေါသတကြီးနဲ့အဲ့နေရာကိုရောက်လာပါအောင်တယ်ဘာလို့နေရာလဲမိရွှေငါနေကိုထိုင်ဆောင်နေရာဖြစ်ကြားလာပြီနေရာတော့ဒီမှာဝိစုံဝိပြီးတော့ကုကုကိုသဘောကျနေရလားငါနေကိုပြောထားသားပဲဟာနေလို့လို့စည်ရဲသားတွေအတွက်ဒီလောက်ကြီးကျယ်ဝိစုံနေရာရှိနေရာမဟုတ်ဘူးငါနေကိုငါကြည့်ဖို့အတွက်ပဲစမ်းဝိခိုင်းတာ ជីវិតဆောင်နေဝင်နိုင်မှာလည်းမဟုတ်ဘူးဒီလောက်ကြီးကြီးရဲ့အဝိစားမျိုးငါ့လိုအစင်တန်းမြင့်တဲ့သူတွေလောက်ပဲဝင်နိုင်မှာနင်းရဲ့စိတ်ကူးရင်လောကထဲကနေထွက်လာလိုက်တော့ငါကြည့်ပြီးပြီးဝိဆောင်ကအရန်လှိုင်းအခုချက်ချင်းအဝိပြန်သွားလည်လာလိုက်တော့အေးကြီးကံမာကရိုင်းရိုင်းဆန်းဆန်းနဲ့စကားတွေပြောနေရကုန်အဲ့အမျိုးသမီးကအကြည့်နေရပေါ့အဲ့ချိန်မှာမိရွှေရဲ့မျက်ဝန်းကမျက်ရည်တွေနဲ့ဖိနေပါတယ်အဲ့နောက်မှာတော့အဝိလဲဖို့အတွက်သွားလိုက်ပါဦးနောက်နေ့တည့်ရက်မှာတော့မိရွှေကပြင်ဆင် ပြီးတော့ အေဂျီကမ်းမကြီးကိုတွားဖို့လုပ်နေတဲ့အချိန်သူ့ရဲ့အင်ရှင်ကိုကာတစီယာရောက်လာပြီးတော့ရှက်လိုက်ပါအောင်ရယ်အန်တီရိတ်ဘလို့လို့တမရဲ့အင်ရောက်လာလဲတမရဲ့အင်လေးစာကိုဘလို့သိရလဲအမေဒီအင်ဒီကိုမနေ့တော့မြို့ဝစီမှာတွေ့ခဲ့ရလေအေးရသူတော်ဝိဆောင်ဝဲတဲ့ဆိုင်မှာလေမနေ့တော့မိရွှေကိုတွေ့ပြီးခင်ဗျာသူ့မမိနိုင်အောင်ဖြစ်နေရအေးရလူတွေအားလုံးနဲ့လည်းတိုင်ပင်ကြည့်ပြီးသွားပြီညီမကြီးမိရွှေကိုအင်ကရွှေမအဖြစ်နဲ့ခေါ်သွားခြင်းလို့ပါ ပြောရရင်ကျမရဲ့တာငယ်တိုနီနဲ့အိမ်နောက်ချပီးစီခြင်းလို့ပါ။အဲ့ဒီစကားကိုနားထောင်ပြီးတော့မိရွှေရဲ့အမိကအယံကိုဝမ်းသာသွားပါတော့။ဘာဖြစ်လို့လဲဆိုတော့မြို့မှာအချမ်းသာဆုံးဖြစ်တဲ့မိသားစုကြီးကနေတော်စမ်းမှုရောက်လာတာကြောင့်ပဲဖြစ်ပါ යි ။တိုနီလည်းမိရွှေကိုတော်တော်လေးသဘောကျတော့တာပေါ့။အဲ့နောက်မှာတော့တိုနီနဲ့မိရွှေတို့ရဲ့မိင်္ဂလာဆောင်ကိုအတီပြုတ်လိုက်ပါအောင်တယ်။အေးကြီးကမ်းမလေးရဲ့မိင်္ဂလာဆောင်ကလည်းတခန်တနာနဲ့ဖြစ်မြောက်သွားပါ යි ။ရန်အနေငယ်ကြရင်တော့မှာတော့မိရွှေရဲ့မိင်္ဂလာပွဲကရောက်လာပါ යි ။ အေးကြီးကမလေးကလည်းမိင်္ဂလာပွဲကိုတက်ရောက်လာတာပေါ့လာခဲ့လေအေးအေးသမီးရဲ့တငယ်ချင်းနဲ့မတွေ့တော့ဘူးလားဒါနဲ့သမီး အနိချွေမရဲ့တို့သမီးဝိဆောင်သဘောကျရဲ့လားငားသိန်းတော့ပြီးထားရတာသမီးရဲ့ဝိဆောင်ကရောဘလောက်ပြီးရလဲသမီးရဲ့ဝိဆောင်ကအဲဝိဆောင်တတော်စည်းနေတယ်တုံးသိမ့်မဲ့ပြီးရတာပါအဲ့ဒီခဏနေပြန်လာခဲ့မယ်နော်သမီးတို့တယောက်ယောက်ကခေါ်နေရတဲ့နေအေးကြီးကမရဲ့မျက်နှာကိုအဲ့ဒီချိန်မှာ တွေ့တွေ့တင်တာပေါ့ဒီနေ့မှာတော့ သူအသင်ငန်းစာရသွားပါအောင်ရယ်။အိမ်နောက်မှာတော့မိရွှေကသူ့ရဲ့မိသားစုနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားပါအောင်ရယ်။ကဲအခုလိုမျိုးစိတ်ဝင်စားကြကောင်းတဲ့ပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ဇလန်အစ်စ်တွေတင်တိုင်းသိရှိနိုင်လေဘေးနားအလို့တီခါလာလေးကိုနှိပ်ထားပေးကြပါအောင်ရှင်။ကဲအခုတော့အားလုံးနှုတ်ဆက်ခဲ့ပါပြီ။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။